ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့မင်းညာကရှင်ပြိုင်ကစားခဲ့တဲ့ဒါ Brandpool နဲ့ Manchester United ပွဲစဉ်ကစားမရရဲ့ကစားမရဆွမ်းဆောင်ရေပေါ့ဗျာကျွန်တော်တို့ဒီနေ့ဒါဂူသမားပိုင်နာပိုင်နာကတော့ဒီနေ့ပွဲစဉ်မှာထူးထူးခြားခြားဘာမှအလုပ်နိုင်ခဲ့တယ်မျိုးကျွန်တော်မရှိဘူးပေါ့နော် Brandpool ဘက်က12ကြိမ်ဂိုးပေါက်ကန်ခဲ့တဲ့နေရာမှာ6ကြိမ်ဂိုးပေါက်တည်ပြီးတော့ကျွန်တော်တို့က4ဂိုးတိခွင့်ပြုခဲ့ရတယ်ဒီနေရာမှာ Luke Shaw ရဲ့အုံဂိုးတို့နော်ခေါင်းတိုက်သွင်းဂိုး2ဂိုးတို့ဝေဆာရဲ့2ဂိုးတို့တကယ်တွေးချင်းအဲ့ဒီ4ဂိုးမှာသူတက်နိုင်တာဆိုတော့ ဒီခေါင်းတိုက်သွင်းကိုတကူပဲကျွန်တော်ရှိတယ်။နော်သူကာကွယ်ခဲ့တဲ့လုံနေကျွန်တော်ရှိပါတယ်။ထားပါတော့ဒီအဲခေါင်းတိုက်သွင်းသွားတဲ့ဒီဒီဗာလဲရှာရီရဲ့ကန်ကျက်ပေါ့နော်တလုံးကိုကောင်းကောင်းကာကွယ်နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။ free kick တွေကနေပြီးတော့ကျလာတဲ့လုံနေကိုသူရင်ဘတ်နဲ့ကာကွယ်နိုင်ခဲ့တဲ့အလုံးတွေကျွန်တော်ရှိတယ်။ဘိုင်ဒါအနေနဲ့ဒါတာမန်ချီသွန်းပြသွားတယ်လက်စွမ်းပြသွားတယ်လို့ကျွန်တော်တို့ပြောရမယ်။အာမဟုတ်လို့ရှိရင်တော့ဒီတက်ပူပြီးတော့ဂိုးတွေပြတ်နိုင်နေပေါ့နော်။ဟိုဒါကြောင့်ကျွန်တော်ဘိုင်နာကိုဒီနေ့ပွဲစဉ်မှာသူကာကွယ်ခဲ့တဲ့တချို့အလုံးလေးရှိတယ်ဆိုတော့ကျွန်တော် Renegade ကျွန်တော်5အထိပေးထားပါဗျ လူငယ်ကစားမလေးဖြစ်တဲ့တိုင်လာဖရက်ဒရစ်ဆင်ကျွန်တော်ရင်းနဲ့ကျွန်တော်လေးထိပဲပြထားတယ်အဲလူငယ်စားမလေးတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒီကောင်လေးရုန်းကန်သွားတဲ့အချက်တွေတော့ရှိတာပေါ့လေခုနကပြောသလိုပဲနေရယူမှန်ကန်ဖို့လိုအပ်နေတာမျိုးတွေအမြင်ပေါ်ပေါ်တော့သူလိုကခေါင်းတိုက်ရှင်းထုတ်နိုင်မှုတွေအားနည်းနေတာတွေကဒီနေ့ပွဲစဉ်မှာဗရန်ဖိုဘတ်ကကောင်းကောင်းအသုံးချသွားတဲ့အရာတွေ ဒီကောင်လေးကျွန်တော်တို့အနေနဲ့ဒါအားနေခဲ့တဲ့အရာတွေပဲအဲ့ဒါသူစီကနေပြီးတော့ကျွန်တော်တို့ဒါအားနေချက်တွေမြင်ခဲ့ရပြီးတော့ brand ဖို့ရဲ့ဘက်ကအသာစီးနဲ့ကိုးသွင်းသွားတာတွေကျွန်တော်ရှိတယ်အဲ့တော့လူငယ်ကစားမတွေကိုကျွန်တော်တို့ senior player တွေကိုအနားပေးနေတဲ့အလဲပြောင်းနေလို့တုံးတဲ့ခြေနေမျိုးတွေမှာအပေါင်းလက္ခဏာဆောင်တာတွေကျွန်တော်တို့တွေ့ရတယ်အနှုတ်လက္ခဏာဆောင်တဲ့အရာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဒီနေ့ပွဲမှာတော့ပါမန်ထက်ပိုတဲ့ကျွန်တော်အထင်ကြီးတရားကောင်းတာမျိုး Fredrickson ဘာမှလုံးမပြနိုင်ခဲ့ဘူးလို့ကျွန်တော်ယူဆရတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ပုံမှန်ခြေစွမ်းကျွန်တော် rain နဲ့ကျွန်တော်၄ ठी ပဲပေးထားတယ် ဒီလစ်ဒီလစ်ကိုလည်းကျွန်တော် rain နဲ့ကျွန်တော်လေးထိပေးထားတယ်ကံမကောင်းစွာနဲ့ပဲဒီလစ်ကကျွန်တော် injury ပြဿနာကြောင့်ကျွန်တော်တို့ဒါလဲလဲရတယ်လဲလဲရတဲ့အပြင်ကိုနီးပြဒါ mmoding ပြောတာကတော့သူဒီလစ်ဒဏ်ရာရသွားတယ်ဆိုတော့သူတော်တော်လေးစိတ်ပူပြီးတော့ဒီလူရှော့ကိုပါသူလဲလိုက်တယ်ပေါ့နော်ကျွန်တော်တို့လာမယ့်ဒုတိယကြော့အတွက်သူခြံထားလိုက်တယ်ဆိုပြီးတော့ပြောထားတာတွေကျွန်တော်ရှိတယ်။ဒီတော့ဒီလေးလည်းပဲဟို injury ပြဿနာကြောင့်စောစောစီးစီးလဲလဲရတဲ့အခြေအနေမျိုးဒါအပြင်သူကစားနေတဲ့အတွက်တွင်မှာထူးထူးခြားခြားလောက်ပြနေတာတွေကျွန်တော်မရှိဘူးဆိုတော့တာမန်ပါပဲဒီလေးလည်း ကျွန်တော်ရင်းနမဲ့ကျွန်တော်၄ချီပဲပေးထားပါတယ်လူရှော့ကတော့ကျွန်တော်ရင်းနမဲ့ကျွန်တော် 3D ပေးထားတယ်ပထမပိုင်းနေလူသားလေးခံရတဲ့အပြင်ကိုအုံကူတကူလေးကျွန်တော်သွင်းနိုင်ခဲ့တယ်ကပတိန်လက်ပတ်ကြီးပတ်ပြီးတော့သူဒီနေ့ထူးထူးခြားခြားလှုပ်ပြနိုင်တာဘာမှမရှိခဲ့ဘူး MO ရင်းကတော့ဒီညံ့လို့ဖြင်းလို့ထုတ်တာမျိုးမဟုတ်ဘဲနဲ့ဒီဗါလဲ injury ပြဿနာတွေထက်ကြုံမှာသလိုဆိုရင်ပြီးတော့သူတခါလေးထုတ်ခဲ့တာဆိုပြီးတော့ပြောသွားတာဒါသာဒီပွဲပြီးမှာပေါ့နော်ဘာပဲပြောပြောလူရှော့ရဲ့ဒီနေ့ performance က တော်တော်လေးတော့ကျွန်တော်တို့ဒါစိတ်ပူဖို့ကောင်းတယ်။ injury ပြဿနာအကြောင်းကျွန်တော်တို့ကာလရှိနားပြီးတော့လက်ရှိဖြည်းဖြည်းချင်းပြန်ကစားတဲ့အခါမှာတချို့ပွဲတွေမှာကျွန်တော်တို့ဒီ judge လုပ်ဖို့အတွက်လုံလောက်တဲ့မိနစ်တွေမရခဲ့ဘူး။ဒါပေမဲ့အခုလိုမျိုးပွဲထုတ်လူစီးရင်မှာထုတ်ပြီးတော့လေကစားမစီကနေပြီးတော့ကျွန်တော်တို့မျှော်လင့်တဲ့ performance တွေမမြင်ရဘူး။အဲ့တော့ဒီနေ့ပွဲတင်မှာကျွန်တော်လူရှော့ကို ready နဲ့ပဲကျွန်တော်3 ठी ပေးထားတယ်။လိုအပ်ချက်တရုတ်ကိုကြီးမားခဲ့တဲ့ကစားသမားပါ။ Harry Amas ကျွန်တော်တာမန်ချီသွမ်းပေးလို့ကျွန်တော်ထင်တယ်။တိုက်စစ်မှာလည်းပြီးခဲ့တဲ့နေ့ကပွဲတုန်းကလိုမျိုး ရက်ဇက်တိုက်စစ်ဆင်ပြီးတော့တိရမနာဒီအကူအညီပေးနိုင်နိုင်မှုတွေကျွန်တော်မရှိသလိုခံစစ်မှလည်းသူတို့ကြကြကြီးဒီကောင်လေးလုံနိုင်ခဲ့တာမျိုးတော့မရှိဘူးပေါ့လေတာမန်ထက်ပူတယ်လို့တော့ကျွန်တော်မထင်ပါဘူးเนาะဆိုတော့ရင်းနဲ့ကျွန်တော်လေးတီပဲပြီးထားတယ်ပက်ထရစ်ဒူဂူကျွန်တော်ရင်းနဲ့ကျွန်တော်၃တီပဲပြီးထားတယ်ကွင်းထဲမှာဗျာเนาะကျွန်တော်တို့အတိုင်းအတာတစ်ခုဒီမိနစ်တွေကစားနိုင်ခဲ့ပြီမယ်လို့သူတို့ကြကြကြီးကျွန်တော်လုံပြနိုင်ခဲ့တာတွေမရှိဘူးအာမက်ဒီယာလိုလိုပါတော့ကျွန်တော်လာတဲ့အခါမှာအတင်းရဲ့ဝင်းဘက်ကဘယ်လောက်ထိအပြောင်းအလဲတွေဖြစ်သွားသလဲကျွန်တော်မြင်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဝင်းဘက်မှာတယောက်ချင်းတယောက်ကောင်းတဲ့ကစားမတွေလိုအပ်တယ်ဆိုတာဒါမျိုးကိုကျွန်တော် ပြောတာဒူဂူရုနဲ့တင်ဝင်းဘက်ကထူးထူးခြားခြားကြီးကျွန်တော်မျှော်လင့်လို့ကျွန်တော်မရဘူးပေါ့နော်အဲကြောင့်ပက်ထရစ်ဒူဂူကိုဒီနေ့ပွဲစီမှာကျွန်တော်ရနေနဲ့ကျွန်တော်3 ठी ပဲပြောင်းပေးထားတယ်။ဥကာရီတပွဲလုံးကစားသွားပြီးတော့တာမန်ထက်မပိုးတဲ့ခြေသွင်းနေပြသွားတယ်။ကျွန်တော်ရင်းနဲ့ကျွန်တော်၄ ठी ပဲပေးထားပါဗျာ။ကျွန်တော်ဥကာရီကဗျာဒီသူ injury ပြဿနာကြုံသွားတယ်ပေါ့နော်။ injury ပြဿနာကြုံသွားပြီးတော့ပြန်လာတဲ့အခါမှာသူရောက်စားတော့ကဥကာရီနဲ့လုံးဝကိုမတူတော့ဘူး။ เนาะဒီဥရုဂွေမှာမြန်ဘယ်နှန်းထားခဲ့လဲမသိဘူးသူခြေသွန်းနေတကယ်ပါဒီတစ်ခေါက်ပြန်ပြီးတော့ injury ပြတ်တာပြန်တက်တာလာတဲ့အချိန်ပြန်ကစားတဲ့အခါမှာအသင်းပေါ်မှာကောင်းတဲ့ performance တွေသူလုံးဝမပြနိုင်ခဲ့ဘူးတော်တော်လေးသူရုံးကန်ခဲ့ရတာဒီသူအများကြီးရှိတယ်ဆိုတော့ဒီပွဲမှာလည်းမိနစ်အပြည့်ကစားသွားတယ်ဆိုတာကက်စမဲတို့ကိုကျွန်တော်တို့လုံးဝမထိချင်းလို့เนาะကစားခိုင်းခဲ့ပြီးတော့သူဥကာတီအဆင်ပြေအောင်ကစားနိုင်ခဲ့တယ်မျိုးတော့ကျွန်တော်မရှိဘူးပါမန်ထက်ကမပူဘူးလို့ကျွန်တော်ထင်တယ် နော်ဒီဒီခေါက်ပြန်ပြီးတော့ဟိုဖြစ်တာသူလုံးဝအဆင်ပြေဘူးဆိုတော့ကျွန်တော် rain နဲ့ကျွန်တော် 40tp ပဲပြီးထားပါတယ်ကိုဘီမင်းနူးလည်းပဲမထူးဘူးနော် rain နဲ့ကျွန်တော် 40tp ပြီးထားတယ်ကျွန်တော်ဒီစာမရီစီကအမှန်ကန်ကျွန်တော်တို့မျှော်လင့်တာကိုဘီမင်းနူးတို့ဘာလို့ဆိုတော့မျိုးကအတင်းအတွက်တကယ်လိုအပ်တဲ့စာမရီအတင်းရဲ့ဒါလူငယ်စာမလေးကျွန်တော်ဖြစ်တယ်လို့သူခြေသွမ်းဘလောက်ထိကောင်းနိုင်ဆုံးရှိတယ်လဲကျွန်တော်ကောင်းကောင်းသဘောပေါက်ကြတဲ့သူတွေဒါပေမဲ့လို့ကျွန်တော်ဘာမှမမြင်ခဲ့ရဘူးပေါ့နော်တာမန်ခြေသွမ်းမယ် rain နဲ့ကျွန်တော် 40tp ပဲပြီးထားတယ်မေဆန်မောင်ကတော့ဒီဒီပွဲစီမှာကျွန်တော် rain နဲ့ကျွန်တော် 6tp ပြီးထားတယ် မီဆန်မောက်အတွက် injury ပြဿနာတွေပါပြီးကြုံပြီးတော့ဗောနော်သူအသင်းမှာရုန်းကန်နေရတယ်သူရဲ့ကစားမဘွားအတီတကြဖြစ်ဖို့အသင်းမှာကျွန်တော်မျှော်လင့်တာတွေကျွန်တော်ဗောနော်လုံနိုင်ဖို့အတွက်เนาะဟိုအဆင်မပြေဘူးဗောနော် လက်ရှိမှာပြန်ကစားတော့လဲဂိုးတွေပါပြီးရတယ်ဆိုတော့ဝမ်းသာစရာပေါ့လေဒီကစားမဖြစ်သူကအသင်းမှာရုန်းကန်နေရတာကြားပြီးဆိုတော့အခုလက်ရှိပြန်ပြီးတော့ကစားခွင့်ရတယ်ပွဲထွက်ခွင့်လေကျွန်တော်ရရတယ်14မိနစ်မှာလေကျွန်တော်ဒါဂိုးလေးကျွန်တော်တွင်းသွားတယ်ဆိုတော့မဆူဘူးလို့ကျွန်တော်ပြောရမယ် မစိုးမစိုးဘူးနော်မဟုတ်လို့ရှိရင်ဘယ်ပြောမလဲဒီကောင်လေးတောက်လျှောက်ကိုဆိုဆိုပြယုံကြည်မှုကမရဘူးနော်ယုံကြည်မှုကမရဘူးအခုဆိုလို့ရှိရင်အနေလို့နံပါတ်တန်းမှာကစားခဲ့တယ်ဆိုပေမဲ့လေတိုက်စစ်မှုတရားလိုပဲနော်တိုက်စစ်မှုတရားလိုပဲရသွားတဲ့ကိုမှသူ့ရဲ့ movement တွေသူ့ရဲ့ပြေးပုံလွှားပုံတွေသူ့ရဲ့နေရာယူပုံတွေကနော်တော်တော်ကိုကျွန်တော်တို့အချိန်ကြီးကောင်းတယ်ဒါမျိုးကိုကျွန်တော်တို့ဒါလိုအပ်တာပေါ့နော်ဟို area box ထဲကိုထည့်ပေးမယ်ကစားမတယောက်ရှိရင် ဒီပိတ်မဲ့ကစားမားလေကျွန်တော်ရှိအောင်မှကျွန်တော်ရမှာအလိုက်တင်ပေါ့နော်ဆိုတော့ဘောဂျိုနဲ့မှအင်းနော်ကျွန်တော်ရမှာဆိုတော့တိုက်စစ်မှုစီကလည်းအဲ့လိုမျိုးတွေကျွန်တော်ကလိုအပ်တဲ့ချိန်မှာမီဆန်မောင်းကတော့တွင်းပြသွားတယ်ပေါ့ဗျာသူတွေ့တော့ဒါဂူးမရတာလေးကြာပြီဆိုတဲ့အခါကျတော့ဒါတော်တော်ကောင်းတဲ့ဂူပါဆိုတော့ဒါပြင်အရေးပါတဲ့ဂူးလို့လည်းကျွန်တော်ပြောရမှာပေါ့လေနော်ဥဆောင်ဂူးတွေဘာရင်တော့ရစီခဲ့တဲ့ဂူးမျိုးဆိုတော့မီဆန်မောင်းကိုကျွန်တော်ရင်းနေမဲ့ကျွန်တော်60ပေးထားပါတယ်ကနာချူကနာချူကိုလည်းကျွန်တော်ရင်းနေမဲ့ကျွန်တော်60ပေးထားပါတယ်နော်နော်ကနာချူကိုကျွန်တော်ရင်းနေမဲ့ကျွန်တော်70ပေးထားတယ် ကျွန်တော်ကတော့ကာနာချိုကိုဒီနေ့အသင်းရဲ့အကောင်းဆုံးကစားသမားလို့ကျွန်တော်ယူဆတယ်အထူးသဖြင့်တိုက်စစ်ပိုင်းမှာဆိုလို့ရှင်ရခဲ့တဲ့ဂိုးတွေမှာသူနဲ့ပါဝင်ပတ်သက်မှုကင်းနိုင်မှုကျွန်တော်မရှိဘူးပေါ့နော်ကာနာချိုကိုယ်တိုင်သွင်းခဲ့တဲ့အလုံးဆိုလို့ရှင်လည်းပဲတော်တော်ကောင်းနေပြခံချက်ကခံချက်ကတော်တော်ကောင်းနေကျွန်တော်ကျွန်တော်ကတော့ကာနာချိုအဲ့လိုမျိုးကယ်နေကြဆိုတော့မဝင်ဘူးလို့ထင်တာမဝင်ဘူးလို့ထင်တာနော်ရှိမှလည်းပဲကျွန်တော်တို့တော့ကန်တာနဲတာမဟုတ်ဘူးဘယ်တော့မှမဝင်ခဲ့ဘူးဒါပေမဲ့ဒီလုံးဝင်သွားတဲ့အခါမှာတော့တော်တော်လေးလှတယ်လည်းမှာပါတယ်နော်ဒါအပြင် မေဆန်မောင်ရဲ့ဂိုးကိုလည်းသူဖန်တီးပြနိုင်ခဲ့တယ် ဆိုတော့ကျွန်တော်ရေကာနာချူကို rating နဲ့ကျွန်တော်70ကျွန်တော်ပေးထားတယ်။ချီရိုကတော့ rating နဲ့ကျွန်တော်6ထိကျွန်တော်ပေးထားတယ်။ဒီကောင်းလေးနေနဲ့ကျွန်တော်တို့ပပေါင်းလက္ခဏာစံတဲ့ဒါ action လေးတချို့လည်းမြင်ခဲ့ရတယ်ပေါ့လေ။နော်ပြိုင်ဘက်နောက်တန်းနေနဲ့ကျွန်တော်ဒါ body change ရှင်ပြီးတော့လှုပ်ခဲ့တာမျိုးနော်ဒါပြင်ဘောလုံးနေလုံးဝမပြတ်အောင်ဆက်ပြီးတော့ထိမ်းပြခဲ့တာမျိုးတွေအများကြီးတော့အချိန်ကြီးတော့မကောင်းခဲ့ဘူးပေါ့လေ။ဘေးမှာလည်းကုညီမဲ့ senior player တွေအဲ့လောက်မှမှကျွန်တော်မရှိတာကျွန်တော်တို့ရဲ့ strong အဖြစ်ဆုံးဒီ first 11နဲ့မှာသူကစားခွင့် ရတယ်ဆိုလို့ကျွန်တော်ဒီထက်ပို့ပြီးတော့လုတ်ပြနိုင်မှာပါဆိုတော့အခုကတော့အရင်ကစားမားတွေတို့လူငယ်တွေတို့နဲ့တွဲနေရတဲ့ခါကျတော့တွေ့ကြုံနေတဲ့ခြေတို့အတွက်ကဒီလိုပွဲမျိုးမိနစ်90အပြည့်ကစားခဲ့ရတာကိုပဲကောင်းလုံးနဲ့တွေ့ကြုံဖြစ်နေပြီလို့ပဲကျွန်တော်ပြောရမယ် တာမန်မှာပဲကျွန်တော် renewal ကျွန်တော်လေးထိပဲပေးထားပါဗျ။ဆိုတော့ဒုတိယပိုင်းဝင်လာတဲ့ကစားမတွေထဲမှာဆိုလို့ကျွန်တော် Harry Maguire ရှိမယ်။ Maguire ဝင်လာပြီးတဲ့နောက်ပိုင်းမှာတော့အသင်းရဲ့နောက်တန်းကထင်သလောက်ထိတော့စူးစူးဝါးဝါးမရှိဘူးဆိုပေမဲ့လို့အဲ့လောက်ကြီးကြီးကောင်းခဲ့တယ်မှုလည်းကျွန်တော်မဟုတ်ပါဘူး။တော့သူ delay နေရာကိုစားလို့ဝင်ကစားတယ်။ဆိုတော့ renewal ကျွန်တော်လေးထိပဲပေးထားတယ်။ဒီနေ့လောလည်းဒီတိုင်းပဲเนาะကျွန်တော်အချိန်ကြီးအများကြီးမကောင်းဘူး Eric နဲ့ဒီတိုင်းပဲ Euro လည်းဒီတိုင်းပဲ။ဒါပေမဲ့လို့ Armand Diallo ကကျွန်တော်ဒုတိယပိုင်းတစ်ပိုင်းလုံးကစားခဲ့တဲ့အချိန်မျိုးမှာ နော်တော်ကောင်းတဲ့ performance ပြသွားတယ်။အာမက်စီအာမက်ကိုတိုင်းလက်တကူးသွင်းသွားတယ်။အာမက်စီမှာဘောလုံးရောက်တိုင်းကျွန်တော်စိတ်လှုပ်ရှားရတယ်ဗျာ။ဟုတ်တယ်မလား။အာမက်စီဘောလုံးရပြီဆိုလို့ချင်းဟာတကူးကူဖြစ်တော့မှာ။နော်တကူးကူဖြစ်တော့မှာသူတကူးလှုပ်ပြတော့မယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်ရတယ်။ဒီနေ့ပွဲမှာလည်းသူတကူးသွင်းသွားတယ်။ဒါကြောင့်မနော်အတင်းကတီးပွဲမှာကျွန်တော်က3 4ဆိုတဲ့ရတဲ့နဲ့ကျွန်တော်ရှုံးနေသွားတဲ့နေရာမှာရှုံးနေသွားပြီမြဲလို့ဒီအချက်တော့ခွဲတော့မဖြစ်ခဲ့ဘူးပေါ့လေ။နော်4 1နေပါလေဖြစ်နေတဲ့အချိန်မျိုးနော်ကျွန်တော်ပြောင်းလဲနိုင်ခဲ့တာပေါ့။ ဆိုတော့အာမတ်ကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော် rain ပဲကျွန်တော်၅ထိပေးထားပါတယ်ဆိုတော့ဒါကတော့လက်ရှိညကကစားခဲ့တဲ့ပွဲစဉ်ကစားမတွေရဲ့ player rating ပေါ့လေဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြပါလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်ကစားမတွေဟာအတင်တွေအကောင်းဆုံး performance ပြနိုင်ခဲ့တယ်လို့ထင်ကြလဲသူနည်းကြပါအားလုံးကိုချစ်သူများကြီးတွေပါတယ်